မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 5ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မဟာအောင်မြေခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးလောဝကရုံးမှာဒီကနေ့နေ့လယ်ပိုင်းပောက်ကွဲမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့ April 5ရက်နေ့နေ့လယ်တနာရီအချိန်ကမန္တလေးမြို့ ပြည်ကြီးတကွန်မြို့နယ်ချမ်းမြတာယာရက်ကွက်ကျွဲဆက်ကန်တက်လမ်းမှာရှိတဲ့စစ်ကောင်စီအုပ်စုရဲ့မဟာအောင်မြေလဝကရုံးမှာပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီပောက်ကွဲမှုကြောင့်ကိုဦးဒံရရရှိခဲ့ပြီးတော့၄ဦးကတော့ဝန်ထမ်းတွေဖြစ်ကကျန်တဲ့ဒံရရရှိတဲ့သူတွေကတော့ပြည်သူတွေဖြစ်တယ်လို့စစ်ကောင်စီအုပ်စုကပြောဆိုထားပါတယ်။လူနာတင်ကားတွေအများကြီးပဲထိခိုက်တဲ့သူတွေတော်တော်များတယ်လို့မြို့ကန်တဦးကပြောပါတယ်။ပောက်ကွဲမှုနဲ့ပတ်သက်တဲ့အသေးစိတ်အခြေအနေတွေကိုတော့မသိရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မန်စီမြို့နယ်ဗမုံမန္တလေးလမ်းပိုင်းဟန်ထက်ရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကို KIA ကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ9ရက်နေ့မနက်9:00နာရီအချိန်မှာ မန်စီမြို့နယ်ဗမော်မန္တလေးလမ်းပိုင်းမှာရှိတဲ့ဟန်ထက်ရွာအခြေစိုက်အကြမ်းဖက်စေကောင်းစီရဲ့တပ်စခန်းကို KIA ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာ KIA ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်အကြမ်းဖက်စေကောင်းစီတပ်သားတွေဟာတပ်ပြတ်ပြီးတော့စခန်းကိုဆွန့်ခွာထွက်ပြေးသွားတယ်လို့သိရပါဗါး9ရက်နေ့မနက်9:00နာရီမှာမန်စီမြို့နယ်ဗမော်မန္တလေးလမ်းပိုင်းကဟန်ထက်ရွာအခြေစိုက်စစ်ခွေးစခန်းကို KIA ကသိမ်းပိုက်ရရှိခဲ့တယ်အဲ့ဒီစခန်းကစစ်ခွေးတွေကတော့စခန်းကိုဆွန့်ပြီးတော့ထွက်ပြေးသွားတယ်လို့ KIA ရဲ့စီးရေးသတင်းရင်းမြစ်ကပြောကြားထားပါဗါးလက်ရှိအချိန်မှာ KIA က အကြမ်းဖက်စစ်ကောင်စီရဲ့စစ်စခန်းစုစုပေါင်း63ခုကျော်ကိုတိမ့်ပတ်ရရှိထားပြီးတော့လွယ်ကျယ်မြို့ကိုလည်းအလုံးစုံထိန်းချုပ်ထားကအကြမ်းဖက်စစ်ကောင်စီရဲ့စစ်စခန်းတွေကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာရှိတဲ့ New Day စီဆိုင်ဘေးမှာတက်ဆွဲထားတဲ့ပြူစောတိ gate ကိုအနီးကဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာနှစ်ဦးတိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်လာ26ရက်နေ့မနက်6:14မိနစ်အချိန်ကမုံရွာမြို့ကာယီဝင်းအနီးမှာရှိတဲ့ New Day စီဆိုင်ဘေးမှာတပ်ဆွဲထားတဲ့ပြူစောတီဂိတ်ကိုအနီးကဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာပြူစောတီနှောက်ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။မုံရွာမြို့ကာယီဝင်းအနီးက New Day စီဆိုင်ဘေးမှာတပ်ဆွဲထားတဲ့ပြူစောတီဂိတ်ကိုဝင်ပစ်တာအနီးကတိုက်ခိုက်တာပြူစောတီနှစ်ကောင်တိတ်ပြီးတော့နှစ်ကောင်ဒဏ်ရာရပါတယ်လို့မုံရွာနယ်စိုးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်မှာစစ်မှုထမ်းမှုအတွက်လူစုဆောင်ပေးနေတဲ့ဆယ်ရွာပိုင်းအုပ်ချုပ်ရေးမှူးအောင်ထင်းစိုးကိုပြစ်ခတ်တိုက်ခတ်ရာတေဆုံးသွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ3ရက်နေ့ည7:00နာရီအချိန်မှာမကြီးပြားကျေးရွာအုပ်စုဆယ်ရွာပိုင်းအုပ်ချုပ်ရေးမှူးအောင်ထင်းစိုးကိုတော်လိုင်းရဲဘော်တွေကတွားရောက်ဖမ်းဆီးတဲ့အချိန်မှာ ဖပြေးတိတ်ဆောင်တဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးတဲ့အချိန်နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိတ်ဆုံသွားတဲ့အုပ်ချုပ်ရေးမှုအောင်သေးဆိုးဟာအကြမ်းဖက်စစ်ကောင်စီအတွက်စစ်မှုထမ်းဥပဒေကိုအသက်သွင်းဖို့အတွက်ကြေးရွာအတွင်းမှာရှိတဲ့လူငယ်သုံးကိုအာဏာကိုသုံးပြီးတော့စစ်မှုထမ်းဖို့အတွက်စေခိုင်းခဲ့သူဖြစ်တယ်လို့သိရပါတယ်။ကြောက်ရဲတုံးကြေးရွာမှာနေတဲ့ဆေးရွာပိုင်းအုပ်ချုပ်ရေးမှုအောင်သေးဆိုးကရက်ရွာနေပြည်သူတွေကိုစစ်မှုထမ်းဖို့အတွက်လူငယ်တွေကိုပေးပို့မဲ့ကိစ္စနဲ့ဆက်လျင်းပြီးတော့ တိုင်ကြားထားလို့ဝင်ရောက်ဖမ်းဆီးတာကိုထွက်ပြေးတဲ့အခြေအနေကြောင့်ပြစ်ခတ်ဖမ်းဆီးရာကနေချီထိမှန်ပြီးတော့တေဆုံသွားတာပါစစ်ခွေးတွေအင်အားအလုံးရင်ရှိတဲ့နယ်မြေမို့လို့အိမ်ထဲကိုဝင်ရောက်ပြီးတော့ရှာဖွေတာတွေတော့မလုပ်နိုင်ခဲ့ဘူးပြစ်ခတ်ရှင်းလင်းမှုပြီးတော့နောက်နေ့ညနေကနေစပြီးရဲနဲ့စစ်ခွေးတွေအင်အားအများအပြားနဲ့ဝင်ရောက်လာပြီးတော့စစ်ဆေးတာတွေလှုပ်ဆောင်ခဲ့တယ်သူ့ကိုဝင်ဖမ်းတာက၃ရက်နေ့ည၈နာရီဝင်းကျင်မှာလို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုစလင်းပြည်သူ့ကာကွယ်တပ်ဖွဲ့စလင်းပကဖနဲ့ ခေါင်းစစ်အောင် local PDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ရန်တရားမှာဆက်လက်ပါဝင်နေသူများရက်ချေးအုပ်ချုပ်ရေးမှူးများအနေနဲ့မိမိတို့ရဲ့အသိစိတ်နဲ့အချိန်မီစင်ကြင်ကြရန်နဲ့ဆက်လက်ပြီးတော့စစ်မှုထမ်းဥပဒေကိုအသက်သွင်းလေပတ်နေသူရက်ွက်အုပ်ချုပ်ရေးမှူးရဲ့စည်ရင်းများကိုလည်းရရှိထားပြီလို့အတည်ပြုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့အကြောင်းမဲ့ပြစ်ခတ်ခဲ့ခြင်းကြောင့်ထောင်နဲ့ခြေတဲ့ပြည်သူတွေဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ9ရက်နေ့မနက်၈နာရီအချိန်ကရွှေဘုံမြို့အနောက်ဘက်မှာရှိတဲ့မင်းကုန်းဖုန်ကြီးကျောင်းမှာအင်အား40ခန်းနဲ့တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုရိတ်ခါလာပို့တဲ့စစ်ကားနှစ်စီးရောက်ရှိလာပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီကအနီးနားမှာရှိတဲ့ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့အကြောင်းမဲ့ရန်တမ်းပြီးတော့ပြစ်ခတ်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာချီပါမြောက်ရွာ၊ကင်ပြားရွာနဲ့အိုးဘိုရွာတွေကိုကြောက်ရောက်ပောက်ကွဲခဲ့တဲ့အတွက်ကြောင့်ကျေးရွာအတွင်းမှာနေထိုင်နေတဲ့ထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ရွှေဘုံမြို့အနောက်ဘက်မှာရှိတဲ့မင်းကုန်းဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးအင်အား40ခန့်နေထိုင်တဲ့နေရာကိုကာနစီနဲ့စစ်ခွေးအင်အား30လောက်ထပ်ရောက်လာပြီးတော့ရိတ်ခါလာပို့တဲ့အချိန်လက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်နေတာချီပါမြောက်ရွာရဲ့အရှိတ်ဘက်လေထဲကိုကျတဲ့ ကင်ပြားရွာနဲ့အိုးဘိုရွာကြားမှာလက်နက်ကြီးကြီးတွေကျပြီးတော့ပြည်သူတွေထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။လက်ရှိအချိန်မှာချီပါမြောက်ရွာ၊ကင်ပြားရွာနဲ့အိုးဘိုရွာကပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးတော့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်ပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပဲလျှက်စစ်ကြိုးများပြတ်တောက်မှုရှိတယ်လို့ဒေသခံပြည်သူတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ကလပ်မြို့နယ်မှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီရဲ့လက်ပါစီ တာတလင်းကျိတ်ရက်ကွက်အုတ်ချုပ်ရိမ်မှုယုံကိုအပီလာ9ရက်နေ့နေ့လယ်2နာရီမှာမြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့2ကအားပြင်းနဲ့မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီအုတ်ချုပ်ရိမ်မှုယုံဟာစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ပြစ်မှုအများဆုံးကျူးလွန်ထားတာဖြစ်တဲ့အတွက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုကိုတော့မသိရသေးတော့လေပြည်သူကာကွယ်ရေးဘော်တွေကတော့ဘေးကင်းစွာပြန်လည်ရောက်ရှိခဲ့ပြီလို့သိရပါတယ်။နောက်ပိုင်းမှာစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ပြစ်မှုအများဆုံးကျူးလွန်ထားတဲ့ရက်ွက်အုပ်ချုပ်ရေးဆိုင်ရာရုံးတွေကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းညောင်တုံးမြို့နယ်မှာစစ်မှုထမ်းဖို့အတွက်မဲရွေးချေရေးကိစ္စနဲ့ပတ်သက်ပြီးတော့စည်ရဲအသွင်းခံရတဲ့လူတွေနဲ့ရက်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကြားအချင်းများကြပြီးတော့ ကြေးရွာအုပ်ချုပ်ရေးမှူးဓာတ်ထိုးခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညောင်တုံးမြို့နယ်ရန်ကင်းဆန်ရအနောက်ပိုင်းကြေးရွာမှာပြီးခဲ့တဲ့ AP လ၂ရက်နေ့ည၈နာရီဝန်းကျင်အချိန်ကစစ်မှုထမ်းဖို့အတွက်မင်းနဲ့ရွေးချယ်ခဲ့ရာဆိုင်ရဲအသွင်းခံရတဲ့လူငယ်တွေနဲ့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့သားမှအချင်းများကြပြီးတော့အုပ်ချုပ်ရေးမှူးဖြစ်သူမောင်မောင်တာဆိုသူကိုမဲစင်းထဲမှာပါရှိတဲ့လူငယ်တအူးကဓာတ်နဲ့ထိုးပြီးတော့ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့သိရပါတယ်။ရန်ကင်းဆန်ရကြေးရွာအုပ်ချုပ်ရေးမှူးကမဲစင်းပောက်တဲ့လူငယ်တွေကိုဆေးစစ်ဖို့ဆိုပြီးတော့ကိုရငါတက်သေးကိုခေါ်သွားတယ် ဆေးလဲစစ်ပြီးရောအိမ်ပြန်မလွတ်တော့ဘူးတဲ့အဲ့ဒီမှာနှစ်ဖက်စကားများကြရင်နဲ့အုတ်ချုပ်ရဲမှုမောင်မောင်တာကိုမဲစင်းထဲမှာပါတဲ့ကောင်လေးကဓာတ်နဲ့ထိုးပြီးတော့ထွက်ပြေးသွားတယ်။ကောင်လေးကတော့အခုထိလွတ်နေတော့မယ်လို့ရန်ငယ်ဆန်ရကြေးရွာအုတ်ချုပ်ရဲမှုအဖွဲ့နဲ့နှီးဆက်တဲ့သူတဦးကသတင်းပေးပို့လာပါတယ်။ဓာတ်ထိုးခံရတဲ့အုတ်ချုပ်ရဲမှုကစိုးရင်ရတဲ့ညာဘက်ရင်ညွန့်ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီးတော့ရန်ကုန်စေယုံကြီးမှာစစ်ကူတမှုခံယူနေကမဲစင်းပောက်တဲ့လူငယ်တွေကိုတော့ ပသိမ်မြို့အခြေစိုက်ခလိုက်ရ38ကိုစစ်တင်တန်းပေးဖို့အတွက်ပို့ဆောင်ခြင်းခံထားရတယ်လို့ရန်ကဲဆိုင်ရာကြေးရွာကဒေသခံတွေကသိရှိရပါတယ်။ဓာတ်ထုတ်ခံရတဲ့မောင်မောင်တာကမသေးဘူး။အခုရန်ကုန်စေးဟုတ်ကြီးမှာစေးကူတမှုခံယူနေတယ်။တေးမလားရှင်မလားဖြစ်နေတယ်။မဲပေါက်ပြီးတော့စေးစစ်ခံရတဲ့ကြံတဲ့ကလေးတွေကိုတော့အခုပသိမ်ကိုပို့လိုက်ပြီးထွက်ပြေးမှဆိုးလို့ပို့လိုက်တာလို့သိရတာပဲ။စစ်တင်တန်းတက်ခိုင်းမလားတော့မပြောတတ်ဘူးလို့ရန်ကဲဆိုင်ရာကြေးရွာကဒေသခံတို့ကပြောဆိုလာပါတယ်။ညောင်တုံးမြို့နယ်မှာပြီးခဲ့တဲ့မတ်လနဲ့အခု AP လပထမပတ်အတွင်းမှာ မြို့တွင်ရက်ွက်နဲ့ချေးရွာအလိုက်စစ်မှုထမ်းဖို့အတွက်မဲပေါက်တဲ့သူအမျိုးသား900ကျော်အထိရှိခဲ့ပြီးတော့မအူပင်နဲ့ပသိမ်မြို့အပြင်ရှမ်းပြည်နယ်တောင်ကြီးမြို့တွေမှာအချိန်နှစ်လကြာစစ်တပ်နဲ့တက်ရောက်ဖို့အတွက်ပို့ဆောင်ခြင်းခံထားရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့နယ်အောက်ချံရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲရာအသက်နှစ်နှစ်အရွယ်နဲ့အသက်၄နှစ်အရွယ်ကလေးငယ်၂ဦးအပါအဝင်ပြည်သူ၅ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ3ရက်နေ့မွန်လွဲ2နာရီအချိန်ခန့်ကမင်းတပ်မြို့နယ်တိုက်နယ်73မှာရှိတဲ့အောက်ချိုင်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့စင့်ပွားထပ်ဆင့်ပောက်ကွဲစေတဲ့ cluster ဘုံနေနဲ့ကျဲချပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်နှစ်နှစ်အရွယ်ကလေးငယ်တဦး၊၄နှစ်အရွယ်ကလေးငယ်တဦး၊28နှစ်အရွယ်အမျိုးသမီးတဦး၊58နှစ်အရွယ်အမျိုးသမီးတဦးနဲ့53နှစ်အရွယ်အမျိုးသားတဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဲ့ဒီဘုံကျဲတိုက်ခိုက်မှုအတွင်းမှာကျေးရွာပတ်ဝန်းကျင်မှာရှိတဲ့တောအုပ်များလူနေအိမ်များမီးလောင်ပျက်စီးခဲ့ရပြီးတော့လူနေအိမ်ဆက်နှလုံးနဲ့စာတင်ကျောင်းဆောင်များဆရာဆရာမများအဆောင်များထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ cluster ဘုံများကျဲချရမှာမပေါက်ကွဲခဲ့တဲ့ဘုံငယ်များ droplets များဟာမိုင်းအသွင်နဲ့ဆက်လက်တည်ရှိနိုင်တဲ့အတွက်ကြောင့်ဒေသခံတွေအတွက်မိုင်းအန္တရာယ်များဆက်လက်ပြီးတော့ကြုံတွေ့နေရတယ်လို့သိရပါဗျ ပြည်သူတွေအနေနဲ့နေအိမ်ကျေးရွာပတ်ဝန်းကျင်တောင်ရာတွေကိုတွားရမှာလဲသတိနဲ့တွားလာပြီးတော့မပေါက်ကွဲသေးတဲ့ကျွင်းကြံဘုံများဒုံးကျည်များမိုင်းများတန်တယ်ဝတ္ထုများဝါယာကျိုးများကိုတွေ့ရှိပါကထိတွေ့ကင်ွယ်ခြင်းနေရာရွှေ့ခြင်းနေအိမ်ကိုယူဆောင်လာခြင်းတွေကိုလုံးဝမပြုတ်လို့ပဲတွေ့ရှိတဲ့နေရာကိုအမှတ်သားပြုတ်လို့ပြီးတော့သက်ဆိုင်ရာအုပ်ချုပ်ရေးကာဝေးရေးအဖွဲ့တွေကိုအကြောင်းကြားပြီးတော့လိုအပ်တာတွေကိုဆက်လက်လှုပ်ဆောင်ရမှာဖြစ်တယ်လို့ ်မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးနယ်တရင်နယ်ပြန်ကြားရေးဌာနကအတိပေးထုတ်ပြန်ထားပါတယ်။ဒါ့အပြင်ချင်းပြည်နယ်ကံပက်လက်မျိုးနယ်မှာလည်းမက်စလာအတွင်းမှာစစ်ကောင်စီကရဟတ်ရင်နဲ့ခြားပေးခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာအေပီလ3ရက်နေ့မှာတော်ရင်းတနေရကနေပြီးတော့ပေါ်ထွက်လာပြီးတော့ဖြန့်ချောင်းကျေးရွာမှာတက်ဆွဲထားတဲ့အချိန်တော်လန်ရေးမဟာမိတ်တပ်ပေါင်းစုတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလေကြောင်းစစ်ကူ၃ချင်းနေအိမ်တွေကိုရွေရွေချက်ရှိရှိမိရှို့ဖျက်ဆီးခြင်းတွေကြောင့် ခြေရွာအတွင်းမှာရှိတဲ့နေအိမ်တချို့မီးလောင်ပျက်စီးခဲ့ရပြီးတော့ခြေရွာနေပြည်သူ150ကျော်ခန့်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဖြန့်ချောင်းခြေရွာအတွင်းကပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေတဲ့အချိန်ရွာထဲမှာကြံနေရတဲ့အသက်65နှစ်အရွယ်အမျိုးသားတဦးကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကပြစ်တက်ခဲ့တယ်။အလားတူပဲအသက်ကြီးရင်သူများပြည်သူနှစ်ဦးဟာလည်းအလားတူပဲအသက်အရွယ်ကြီးရတဲ့ပြည်သူနှစ်ဦးဟာလည်းဒီကနေ့ AP လ9ရက်နေ့အထိပျောက်ဆုံးနေစေဖြစ်တယ်လို့သိရပါတယ် လက်ရှိအချိန်ထိအကြမ်းဖက်ဆေးကောင်စီတပ်ကကြီးရွာအတွင်းမှာတပ်ဆွဲထားစေဖြစ်ပြီးတော့ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတဲ့အတွက်ကြောင့်နေအိမ်မီးလောင်ပျက်စီးဆုံးရှုံးမှုတွေကိုတော့အသေးစိတ်မသိရသေးဘူးလို့ပြောဆိုခဲ့ပါတယ်။ကံပတ်လက်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအရေးပေါ်တိန့်ရှောင်နေရတဲ့ပြည်သူတွေကိုကုညီဆောင်ရှောက်မှုများဆောင်ရွက်နေပြီးတော့ပြည်သူတွေကလည်းပံ့ပိုးကူညီပေးကြဖို့ကိုတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာနိုင်ငံတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ